ပြောရမယ်အင်္ဂလိပ်စကားပြောနောက်တစ်ခုကိုသင်မှာဖြစ်ပါတယ်ကလေးတွေကိုအိယာထားဖို့နိုးတဲ့အခါမှာမိမိတို့ဖြတ်တတ်လားမသိဘူးเนาะကလေးတွေကမောမအိတ်ချင်သေးတယ်မထချင်သေးဘူးတသားလေးအိတ်ချင်နေမှမိမိသိတယ်เนาะဒါမှမဟုတ်ထားဖို့လည်းအချိန်တန်ပြီးကြောင်းသွားဖို့လည်း ready လုပ်ရမယ်ဒါလေးကို English လို့ပြောဖို့စူးစမ်းကြည့်အောင်အိတ်ချင်နေမှငါသိတယ်เนาะဆိုတော့နင်းအိတ်ချင်မူတူဖြစ်နေတယ်ဆိုတော့အိတ်ချင်တာကို English လို့ sleepy เนาะနင်းအိတ်ချင်နေတော့ပဲ you are still sleepy you are still sleepy ဆိုတော့ငါသိတယ်ဆိုတော့ဘာထည့်လိုက်ရုံပဲလေ i know i know you are still sleepy i know you are still sleepy ဒါပေမဲ့အေးဟာဒါဖို့အချိန်တန်ပြီ but it's time to get up but it's time to get up time to get up အရာထားဖို့အချိန်တန်ပြီ but it's time to get up အရာထားဖို့အချိန်တန်ပြီပြီးလို့ရှင်ကျောင်းတော့ ready လုပ်ရမယ် and get ready for school and get ready for school ဒါလေးကိုတစ်ချက်ပြောကြည့်မယ်နော်အစားကနေပြောဖို့ကြိုးစားကြည့်အောင်တစ်ချက်နောက်ကလိုက်ပြီးတော့မှပြောကြည့်ပါတကယ်ကိုရမှာပါ okay i know you are still sleepy but it's time to get up and get ready for school I know you are still sleepy but it's time to get up and get ready for school. အဘိနော်ဆိုတော့ဒီရက်စာကြောင်းကိုတခါတည်း practice ဖြစ်သွားအောင် comment မှာရေးနေ practice လုပ်ပါဒီလိုမျိုးပဲစိတ်ဝင်စားဖို့ကောင်းတဲ့ English ကိုလေ့လာခြင်းနဲ့ကိုယ်ကလေးတွေနဲ့ဒီလိုမျိုးပဲမွတ်နေအောင်ပြောချင်တယ်ဆိုလို့ရှိရင်တော့အခု23ရက်ဇူလိုင်မှာဖွင့်မဲ့တကြရဲ့ February သင်တန်းအသစ်ကိုပြန်ပြီး join လို့ရပါတယ်အဲ့ဒီအတန်းအသစ်လေးကတော့အာဆန်အာတနင်္ဂနွေတနင်္လာအင်က Sunday Monday Tuesday ည9:00နာရီ10:00နာရီအတန်းလေးပါဆိုတော့နလအပြတ်ကိုမှကလေးတွေနဲ့ပြောမယ်အင်္ဂလိပ်စကားပြောမျိုးစုံပေါ့နော်အဲ့ဒါကိုနလအပြတ်ကိုမှနှသိမ့်ချက်ပဲဖြစ်ပါတယ်ဆိုတော့မေမေတို့ join ချင်တဲ့ဆိုလို့ ရှင်တော့အခုတခါတဲ့တင်နန်းအပ်လို့ရပါပြီတင်နန်းအပ်တဲ့လူတွေများနေတဲ့အတွက်ကြောင့်မလို့တခါတဲ့တင်နန်းကိုအပ်လိုက်ပါနော် thank you so much everyone see you on my next video